ရေရှည်စီးကြုပ်ကိုထိမ့်နိုင်တဲ့အထိလောက်ရမှာဖြစ်တဲ့အတွက်အကျွန်တော်တို့ဒီခုနကဘာတွေစားတဲ့တယ်လဲဘာတွေရှောင်တဲ့တယ်လဲဆိုတာကိုခုနကကျွန်တော်ပြောတဲ့ကိစ္စတွေကိုအကြာကြီးနှစ်ပေါက်လောက်ရမယ်ကိစ္စတလနလလောက်ရုံနဲ့အဆင်မပြေဘူးဒါကိုကျွန်တော်တို့ပြည်သူလူထုသိဖို့လိုတယ် အန်ဒီရဲ့ရှိတဲ့အစီတွေဂစီဓာတ်တွေအချို့တွေဒါတွေကိုရှောင်ရမယ်အစီအစံတွေအအတားဓာတ်တွေနော်အစိတ်ချရတဲ့အဒီအစီတွေအစီမျိုးပေါ့နော် olive oil လို့အငါးတို့လို့ဒါတွေကိုစားမယ်နောက်တစ်ခါဒီအရက် ကလည်းဒါဟိုကျွန်တော်တို့အမတမစိတ်ဝင်စားလူတို့စိတ်ဝင်စားမှာကိစ္စပေါ့နော်အဲ့တော့အရက်အရက်ကိုယ်တိုင်းကလည်းတတ်နိုင်တယ်လို့ကျွန်တော်တို့ကလျှော့ရမယ်နော်ဒါတွေကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်နောက်ပြီးတော့အရေးကြီးတာကဘာတွေစားတဲ့လဲဆိုတာမှာကျွန်တော်ဦးစားပေးပြောတာတော့ကျွန်တော်ခုနကပြောတာတွေပြောပြီးပြီသို့တော့အဲ့ဒါဒီတရက်မလုပ်လို့မရဘူး တလလုံးလုံးမရဘူးတနှစ်လုံးလုံးမရဘူးရေရှည်စီးကြုပ်ကိုထိမ့်နိုင်တဲ့အထိလောက်ရမှာဖြစ်တဲ့အတွက်အကျွန်တော်တို့ဒီခုနကဘာတွေစားတဲ့တယ်လဲဘာတွေရှောင်တဲ့တယ်လဲဆိုတာကိုခုနကကျွန်တော်ပြောတဲ့ကိစ္စတွေကိုအကြာကြီးနှစ်ပေါက်လောက်ရမယ်ကိစ္စတလနလလုံယုံနဲ့အဆင်မပြေဘူးဒါကိုကျွန်တော်တို့ပြည်သူလူထုသိဖို့လိုတယ်နေမို့ဆိုရင်ဟာ အာကျမကြီးပညာပေးမှာဒါတွေလောက်ရမဆိုငါတလားလောက်လိုက်တယ်အဲတစ်နှစ်လောက်လိုက်တယ်ဒီလောက်နဲ့မရဘူးနာရာရှိယောဂဖြစ်တဲ့အတွက်ရည်ရှိလုပ်ဖို့လိုပါတယ်နော်အဓိကတော့ကျွန်တော်အဲ့ဒါပါပဲကျွန်တော်တို့ ကုသတဲ့အခါမှာတော့စေပညာရဲ့အဲဒီပညာရဲ့တစ်ခုအနေနဲ့အဲသွေးစီဂျူထိမ့်နိုင်တယ်မထိမ့်နိုင်ဘူးမူတည်ပြီးတော့အစာစီထူးစီဒါတွေပေးတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့အဓိကအာအာဒီကျွန်တော်တို့ပြည်သူလူထုကိုပြောချင်တာကတော့ကုတာကတော့ဆရာဝန်နဲ့တိုင်ပြီးဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့လုပ်ရမယ်ဒါပေမဲ့အဲဆရာဝန်ကလည်းပြောမယ်အဲကျွန်တော်တို့ ကုတရာတိအဲကာကွယ်ရာတိကုတရာတဲ့ကောင်းတယ်ဆိုပြီးတော့ပြောတဲ့စကားပေါ့နော် prevention is better than treatment ဆိုပြီးတော့ပြောကြတဲ့အတွက်ကာကွယ်တာကိုလှုပ်ချင်းအားဖြင့်နံပါတ်၁စီကျူဖြစ်ဖို့ကိုအဟံတားဖြစ်မယ်နံပါတ်၂ဖြစ်လာရင်လည်းဒီတောက်ဆေးနဲ့ဒီကာကွယ်အဲကာကွယ်မှုနီလန်းနေကိုလှုပ်ချင်းအားဖြင့် ိုအများကြီးအထောက်အကူဖြစ်မှာပေါ့နော်အဲ့တော့ကာကွယ်ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့ကတိဘူကစီဂျူယောဂရဲ့တဘာဝတည် နာရာရှိယောဂပါအင်္ဂလိပ်လိုတော့ chronic disease လို့ခေါ်တာပေါ့နော်နာရာရှိယောဂနာတာရှိယောဂဖြစ်တဲ့အတွက်တရက်နှစ်ရက်နဲ့ပြီးတဲ့ကိစ္စမဟုတ်ဘူးတစ်နှစ်နဲ့နှစ်နဲ့လည်းမပြီးဘူး ရာတပ်ပံအရှိကြီးသွားရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကာကွယ်တဲ့လုပ်ငန်းကိုရည်ရှိလုပ်ရမယ်တရက်နှစ်ရက်မရဘူးတစ်ပတ်နှစ်ပတ်မရဘူးတစ်လနှစ်လမရဘူးတစ်နှစ်နှစ်နှစ်ဆိုရင်တော့မရဘူးရည်ရှိလုပ်ရအဲ့တော့ရည်ရှိလုပ်တာမှာနံပါတ်1ကတော့အစားတောက်ပေါ့နော်အစားတောက်ကကျွန်တော်တို့အရင်အရေးကြီးတယ်စီဂျိုမာကတူသွေးထဲမှာတကြ တရားဓာတ်ဒီများတာဖြစ်တဲ့အတွက်ကျွန်တော်တို့စားတဲ့အခါမှာအချို့ဓာတ်ကိုနော်ဟိုပါတဲ့ပစ္စည်းတွေကိုတတ်နိုင်သလောက်နည်းနည်းစားဖို့နော်အာအဖတ်တင်မကဘူးအချို့ရည်တွေလည်းပါတာပေါ့သူတို့ဒီတွေးတဲ့ကိုအစာရင်ထဲအဆင့်တွေးတဲ့ကိုရောက်သွားတာနဲ့တရားဓာတ်ကတက်လာမယ်တက်လာရင်ခုနကပြောတဲ့အင်ဆူလင်က ဆဲတဲ့ကိုပို့မပေးနိုင်တဲ့အခါကျတော့သွေးထဲမှာတကြားတက်တည်များနေမယ်ပေါ့ဒါကြောင့်အစာအတော့ကအလွန်အရေးကြီးပါတယ်အဲဟိုရေရှည်ပုံမှန်ဂယုဆိုင်ရပါပါတလားနှစ်လဂယုဆိုင်လို့မရပါဘူးနှစ်နဲ့ချီပြီးတော့ကျွန်တော်တို့ဂယုဆိုင်ရမှာအဲ့ဒီမှာတော့ခုနကကျွန်တော်ပြောတဲ့အချိုးနောက်တစ်ခုကအချိုးမဟုတ်ပေမဲ့လည်းပါရှိတယ်လဲဆိုတော့ဂစီတက်လို့ခေါ်တာပေါ့ အာကျွန်တော်တို့စေပညာခေါ်တော့ကာဘိုဟိုက်ဒရိတ်ပေါ့နော်အာကျွန်တော်တို့သိနေတဲ့သမင်းတို့ကောင်းကျင်းတို့အာလူးတို့နော်ဒါမျိုးတွေကအာတကြားအဖြစ်ကိုသူကပြောင်းသွားမယ်အာအာမချူမမချူပဲဆိုတော့သမင်းကမချူပါဘူးဒါပေမဲ့အာဘိုက်ထက်ရောက်ရင်ကာဘိုဟိုက်ဒရိတ်ကနေတကြားဓာတ်ကိုပြောင်းသွားတဲ့အတွက်ဟိုတကြားစားတယ်လို့ပဲဖြစ်သွားတဲ့အတွက်ဒီကာဘိုဟိုက်ဒရိတ်ကိုကျွန်တော်တို့ မစားရဘူးနောက်ပြီးအသာတကယ်အသာပေါ့နော်အစီမပါတဲ့ဝက်စီပါတဲ့ဝက်သားမျိုးမဟုတ်ဘူးပေါ့နော်ဒါတွေကိုကျွန်တော်တို့ပြယူထားရမယ်နောက်တစ်ခါဒီအစီအစံနေပေါ့အစီအစံနေဆိုတာကကျွန်တော်တို့တစ်ကြားစီတို့နော်ပါပဲဖြစ်ဖြစ်နောက်အမြင့်ပါတဲ့ဟာပဲအမျိုးမျိုးဒါမျိုးတွေကိုကျွန်တော်တို့စားရ စားရပါမယ်။နောက်ပြီးတော့အစီကလည်းဒီအန်ဒီရမဖြစ်တဲ့အစီပေါ့ဗျာ။နော်။ဟောအဲ့ဒါမျိုးတွေကိုစားသုံးမှုလို့ရတယ်။လွယ်လွယ်ပြောရင်တော့ကျွန်တော်တို့အာလူတို့ပညာပေးမှာတော့ဘယ်လိုပြောလဲဆိုတော့သမင်းပကံပြားတစ်ခုကိုကျွန်တော်တို့ချမ်းလိုက်မယ်။နော်။လေးပုံတစ်ပုံဒီအဲ့ခုနပြောတဲ့ဂစီတတ်နော်အစီကိုစား ာလေးလေးပုံတစ်ပုံကတော့အာကျွန်တော်တို့ဒီအဲဟိုဟာပေါ့နော်အာဒီခုနပြောတဲ့ဟာတွေမှာမပါတဲ့နော်အာဒါမျိုးတွေကိုကျွန်တော်တို့စားပေါ့အတတ်တတ်ပေါ့နော်စားသဖြင့်ဟိုမှာငားရူပါလို့ဆိုရင်ပူကောင်းတာပေါ့ဝတ်သားတဲ့ဆိုင်အဲ့လာမျိုးကိုစားနောက်၄ပုံ၃ပုံကတော့ကျွန်တော်တို့ခုနပြောတဲ့ ကစီတက်ကိုစားလေးပုံတစ်ပုံပဲနောက်အဲ့တော့လေးပုံလေးပုံတစ်ပုံလေးပုံတစ်ပုံနှစ်ခုပြီးတော့တဝက်ပြီးသွားပြီအဲ့တော့နောက်ထပ်တဝက်ကတော့မလုပ်ရမလဲဆိုတဲ့အခါကျတော့အတီးအနှံနေအရွက်တွေဒါတွေကိုစားပေးပေါ့နော်အဲ့တော့ကျွန်တော်တို့မှာစားခွင့်ရှိတာကလေးပုံတစ်ပုံကပဲကျွန်တော်တို့ဒီကာဘိုဟိုက်ဒရိတ်ခေါ်တဲ့ ကစီတက်ထမင်းပေါ့ဗျာအဲဘဂမာလေးပုံတစ်ပုံလောက်ပဲနောက်ပြီးတော့အစီအထိုက်လျောက်စားမယ်အဲအဓိကသည်အသီးနှံအရွက်အဲဒါကတဝက်လောက်ပါမယ်နောက်ထပ်တဝက်ကတော့ဒီအသားတက်ဒီကိုကျွန်တော်တို့စားပေးမယ်ပေါ့နော်အဲနောက်ကတော့အာကျွန်တော်တို့ဒီစီဂျိုကလည်းသွေးတိုးနဲ့ဆက်နေတဲ့အတွက်ဒီအငန်စားတာနော်အငန်စားတာဒီ မကောင်းဘူးနောက်ပြီးတော့ကောင်းတဲ့အစီကိုတော့စားလို့ရတယ်ကျွန်တော်တို့ဘာခေါ်လဲ olive oil ပေါ့နော်အော်လစ်အိုင်ကိုကျွန်တော်တို့ဟိုစားလို့ရတယ်ဟိုကြံတဲ့အာဏီရှိတဲ့ဟာတွေတော့မစားရဘူးပေါ့နော်အဲ့တော့ဟိုဒါဒီကာခွဲတာနောက်တစ်ခုကခုနကကျွန်တော်တို့ဒီအဲပေါ့လေပိန်တဲ့လူမာဆိုတာတဲ့ဝရတဲ့လူမာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အဒီဒီကိစ္စမှာလဲမဝအောင်ထိမ့်သိမ့်တာဒါသာကျွန်တော်နောက်ပိုင်းကျရင်ဒီကိစ္စလဲဆက်ဆွေးနွေးပါမယ်နောက်ပြီးတော့အဲ့ဒါဒီမဲ့လားဆိုတော့ဆေးကတော့ဒီတကြတာဒီများများနေကျွန်တော်တို့စေးစားဒီစေးစားတဲ့ကိစ္စကတော့ကျွန်တော်အသေးစိတ်မပြောလို့ဘူး တက်ကြွနဲ့ဆရာဝန်အနေနဲ့တိုင်တိုင်ပင်ပြီးတော့ကျွန်တော်တို့စီယူထိန်းစည်းတွေစားတယ်အဲ့ဒါတွေစားရင်စားရင်နဲ့ကိုကလည်းမစင်ကျင်လို့နောက်ဆုံးဘယ်လို့မှမရဘူးဆိုရင်တော့အင်ဆူလင်ဆိုတဲ့ဟော်မုန်းစည်းကိုကျွန်တော်တို့ထိုးရတာရှိတယ်အဲ့ဒါကြာရင်တော့ဟလာသူ့အချိန်တိုက်တာနဲ့ကိုယ်တိုင်ထိုးရတဲ့အတွက်လက်ဝင်တာပေါ့ဗျာအလုတ်ရှုပ်တာပေါ့အဲ့တော့ဒီအဆင့်မရောက်အောင် ကျွန်တော်တို့စဉ်းစားပြီးတော့လုပ်ဖို့လိုပါတယ်အဲ့ဒါကတော့ကျွန်တော် DBP ပိဋကတ်တွေကိုအရေးကြီးတဲ့ကိစ္စကိုကျွန်တော်ပြောလိုပါတယ်။အဲစီဂျူယောဂါပေါ့နော်ကျွန်တော်တို့လွယ်လွယ်ခေါ်တာစီဂျူသွေးဂျူယောဂါအဲ့တော့တချို့ကလည်းစီဂျူယောဂါတစ်ခုသွေးဂျူယောဂါတစ်ခုလို့ ထင်တယ်အချမ်းမြအားဖြင့်ပြောရင်တော့ကျွန်တော်တို့ကစီးချိုသွေးချိုဆိုတာယောဂတစ်ခုတည်းပါပဲသွေးချိုလို့စီးချိုတာဒါပေမဲ့ကျွန်တော်တို့အခေါ်မှာတော့စီးကိုဟိုးအရင်ဆဆန်းတော့ပျော်စိတ်တက်တယ်ပါညာစကနေပြီးတော့ကျွန်တော်တို့ဟိုးအရင်တည်းကဒီဟာကိုစီးချိုယောဂလို့ပဲပြောတယ်တကယ်ကတော့သွေးချိုလို့စီးချိုတာသွေးရချိုတဲ့အတွက် ခန္ဓာကိုယ်ထဲကအတွေးရာကြောက်ကပ်ကိုရောက်တယ်ကြောက်ကပ်ကနေမှစီးဖြစ်ဆွတ်ထုတ်တယ်အဲ့တော့တွေးထဲမှာလည်းပါတဲ့သရားဓာတ်ဒီကြောက်ကပ်ကိုရောက်ပြီးတော့စီးဖြစ်သွားတဲ့အခါကျတော့စီးရချိုတယ်ပေါ့အဲ့တော့တကယ်ကတော့အာသွေးချိုတာကအဓိကသွေးချိုလို့စီးကချိုလာတာပေါ့နော်ဒါကိုဟိုသိစီချင်ပါတယ်နောက်တစ်ခါကျွန်တော်တို့ နိုင်ငံမှာပေါ့နော်အာဒီအသက်25နှစ်ကနေ60နဲ့အဲ60ကျော်ထိမှာစီဂျိုယောဂါရှိတဲ့လူပါဒါကျွန်တော်တို့မြန်မာနိုင်ငံစီဂျိုအသင်းကနေပြောထားတာအာ10ရာခိုင်နှုန်းနဲ့17ရာခိုင်နှုန်းကြားမှာ ရှိတယ်တဲ့နော်အဲစီဂျိုယောဂါမြန်မာနိုင်ငံအတွက်ဆိုရင်အဲ့ဒါဒီ ကျွန်တော်တို့လူဦးရေနဲ့အကြမ်းမြင်တွက်ကြည့်လိုက်ရင်နှစ်တသမ၅တန်းလောက်ကကျွန်တော်တို့စီးကျူရှိတယ်အဲ့တော့နှစ်တသမ၅၅တန်းဆိုတာဒါနည်းတဲ့ပမာဏမဟုတ်ဘူးပေါ့နော်အဲ့တော့အာဒါကြောင့်ကျွန်တော်တို့ဒီအဲ့ဒါကိုဂယူးဆိုင်ရမယ်နောက်တစ်ခါစီးကျူရှိရင်ဆယ်ဆယ်ဦးစီးကျူရှိရင်၈ဦးဟာနှလုံးနဲ့ပတ်သက်တဲ့ ယောဂသွေးတို့တို့နော်အလေးဖြတ်တာတို့ဒါတွေဖြစ်နိုင်တယ်အဒီခုနပြောတဲ့စီဂျူအဲဒီဆိုသွေးထဲမှာရှိတဲ့တရားဓာတ်ကိုကျွန်တော်တို့မထိနိုင်ရင်ရေရှည်မှာလူဆယ်ယောက်မှာရှစ်ယောက်တည်နှလုံးနဲ့ပတ်သက်တဲ့ယောဂါတွေရှိနိုင်ပါတယ်အဲဒီတော့အဲ့ဒါကိုအထူးဂရုပြုခြင်းနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောရရင်တော့ စီးကျူယောဂာနာသာရှိဖြစ်ပြီးတော့စီးကျူယောဂာတကယ်ရှိပြီးဟိုမကုဝဲထားမယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေအများကြီးရှိတယ်။နောက်ဆက်တွဲပြဿနာတွေကဘာတွေလဲဆိုတဲ့အခါကျတော့နံပါတ်1နှလုံးကိုပြောမယ်ဆိုရင်သွေးတို့ရှိမယ်။နော်နှလုံးသွေးကြောကျင်းကျင်းပြီးတော့ heart attack လို့ခေါ်တဲ့သွေးမရောက်တော့ပေါ့နော်။နောက်တစ်ခါလေးဖြတ်တယ်နော်သွေးတို့ကြောင့်ဒါတွေဖြစ်တယ် ကြောက်ကနဲ့ပတ်သက်လို့ပျက်စီးတယ်နောက်တစ်ခါအာယုံကြောတွေနဲ့ပတ်သက်လို့ပျက်စီးတယ်ခြေထောက်တွေမှာအာယုံကြောကြောင့်အနာဖြစ်ပြီးတချို့ခြေထောက်မှာအဲခြေထောက်ကိုဖြတ်ပစ်လိုက်ရတယ်ဗျာဒီစီးကြိုမှာကျွန်တော်တို့ရှိပါတယ်နောက်ရေပြားကိုလည်းအဲဒီပိုးဝင်ပြီးတော့ရေပြားယောဂါတွေရှိတယ်တွားမှာလည်းတဖုံးယောဂါတွေရှိတယ်နောက်တစ်ခုကအမျိုးသားတွေမှာ ဒီပေါ့နော်အာဒီပန်းတည်တယ်လို့ခေါ်တယ်ပေါ့နော်အင်္ဂလိပ်လိုဆိုတော့ erectile dysfunction ဆိုပြီးတော့ပန်းတည်ယောဂါကျွန်တော်တို့ဖြစ်နိုင်တယ်အဲ့ဒါလဲအာယုံကြောပါမှုတည်ပြီးတော့ဖြစ်နိုင်တဲ့အတွက်စီးကျူကိုမထိရင်ရေရှည်မှာဒီပန်းတည်ပန်းညူယောဂါဆိုတာကျွန်တော်တို့ဟိုဖြစ်နိုင်ပါတယ် ဒါကိုလည်းခယူပြရမယ်။နောက်အသေးကိုကြည့်ပြန်ရင်လည်းအသေးမှာအသေးကျွတ်ယောဂါတို့အသေးအစီဖုံးယောဂါတို့ဒါတွေဖြစ်နိုင်တယ်။အစုပ်မှာလည်းပန်းနာတို့နောက်အာရေရှည်အစုပ်မကောင်းတဲ့ကိစ္စတို့ဒါတွေလည်းကျွန်တော်တို့ဖြစ်နိုင်တယ်။အဲ့တော့အခုကျွန်တော်ပြောသွားတာတွေဆိုခန္ဓာကိုယ်မှာရှိတဲ့အဲဒီအင်္ဂါအဖွဲ့အစည်းအစုံနည်းနည်းဖြစ်သွားပြီအဲ့တော့ချုပ်ပြောရင်တော့ စေစည်းချုပ်ကိုထိမ့်သိမ့်သိမ့်သိမ့်မလုပ်ဘူးတိတိချာချာမကုဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အဲအင်္ဂါတွေကိုထိခိုက်ပြီးတော့ရည်ရှိမှာအဲဒါကပြီးဒုက္ခရောက်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီစည်းချုပ်ယောဂဒီလောလောဆယ်ဘာမှမဖြစ်လို့ပော့နေဖို့မဟုတ်ဘူးအာနာတာရှိယောဂဖြစ်တဲ့အတွက်အဲအထူးခယူး စိုက်ဖို့လိုပါတယ်အခုစိုက်တဲ့နေရာမှာလဲခုနကျွန်တော်အဖန်တလဲလဲကျွန်တော်ပြောတာဒီအဲ့ဒါအရေးကြီးလို့ထပ်ခါထပ်ခါပြောတာပါအာတလခယူစိုက်လို့မရဘူးနှစ်လခယူစိုက်ဘူးပြနှစ်နဲ့ချီပြီးတော့ခယူစိုက်ရမယ်ကျွန်တော်တို့အဲ့လိုဒါခယူစိုက်မယ်ဆိုရင်ကျွန်တော်တို့စီကျူယောဂါတိတ်ကြောက်เสียရတော့မရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့တက်တန်းစီ နေနိုင်ပါတယ်နော်သက်တမ်းနေနေနေနိုင်ပါတယ်